ဆက်မှုစာခေါ်မျိုးမှာရှိတဲ့စက်ရုံအဟောင်းတစ်ခုစီကိုဆ ਿਆ မောပါတွက်ရောက်ခဲ့တဲ့6လပိုင်း15ရက်2025ဒီနေ့တည်မှာဘာကြောင့်လဲဆိုဒီစက်ရုံအဟောင်းကြီးကတရေခဏခဏ6လို့တည်ရှိတဲ့စက်ရုံအဟောင်းကြီးကထိုင်းနိုင်တဲ့ဆက်မှုစာခေါ်မျိုးမှာရှိပြီးအရင်ကအလုတ်ကောင်းတယ်လတလာစက်ရုံကထွက်တဲ့အမြတ်ဝင်ကအများကြီးနောက်ပိုင်းအလုတ်သမားတွေကစက်ရုံထဲမှာတရေအပြူမကိုခဏခဏတွေ့လာရတယ်ဒီတရေအပြူမကစက်ရုံထဲကတယောက်တော့သူကိုအိမ်မက်ပေးလာတယ်ငါ့ကိုကူညီပါနော်ကောင်းတဲ့တနေ ရာကိုခေါ်သွားပြီပါနော်။ငါနေရာကောင်းကောင်းရောက်သွားခဲ့ရင်အဲ့ဒီနေရာမှာဘဝအတိတ်တစ်ခုနဲ့နေထိုင်ခြင်းလို့ငါပြောသလိုကုညီခဲ့ရင်စက်ရုံအတွက်ကုညီပေးမယ်။တကယ်လို့ငါပြောသလိုမကုညီခဲ့ရင်ဒီစက်ရုံကိုပိတ်အောင်လုပ်မယ်။ရောင်းမထွက်ဘူးလို့အိမ်မက်ပေးလာပါတယ်ရှင်။နောက်ပိုင်းတရေအပြုံမကစက်ရုံကသူတွေကိုကိုထင်ပြလာတယ်။ဘယ်နေရာမှာရှိနေတယ်ဆိုတာကအစားတန်းစင်ကထုတ်တန်းဒီပေါ်မှာထိုင်နေတာတွေ့လာရတယ်။ပေါ်ပါစက်ရုံထဲကိုဝင်ကြည့်တော့တရေရှိနေတာကိုပြလာတယ်။အရင်ကတ िश ူးပေးမှယူတတ်တဲ့ ဲ့သူကအခုငါ့ကိုတ िश ူပေးလို့အရင်တောင်းလာတယ်။မောပါပြပြတာကသူ့မျက်လုံးထဲမှာစိတ်ဟုတ်အပြည့်ပဲတရေတွေတွေ့နေရတယ်။ပြီးတော့စိတ်ဟုတ်အတွေးမိုင်းနဲ့ဝင်လျှောက်ကြည့်တော့အိုးရင်လုံးကအလုတ်သမားတွေနေခဲ့ပူတယ်အခန်းပေါင်း90ရှိတယ်။အခန်းကြီးရဲ့ထောက်တန်းတွေပေါ်မှာထိုင်နေတာတွေ့ရတယ်။အခန်း90တောင်ဆိုတော့တစ်ချိန်လုံးကတော်တော်ကြီးမဲ့စိတ်ဟုတ်မရှိ။နောက်မောပါစိတ်ဟုတ်ပိုင်ရှင်ကိုမေးကြည့်တော့စိတ်ဟုတ်ပိုင်ရှင်ပြောပြတာကသူဒီစိတ်ဟုတ်မြင်နေရကိုဝယ်ခဲ့တာအနှစ်30ရှိပြီ။အရင်ကအလုတ်လဲကောင်းတယ် သက်ယုံလဲပတ်တဲ့အပူဝင်ငွေကဘတ်ဆယ်တန်းလောက်ရခဲ့တယ်။နောက်ပိုင်းအလုတ်သမားတွေကနေနေရင်တရေတွေ့လာတယ်လို့ပြောလာတယ်။သူအနေချင်းလောက်တွေ့ခဲ့ရင်တော့သက်ယုံကပိတ်မှာမဟုတ်ပါဘူးရှင်။အများကြီးတွေ့ခဲ့လို့နေမှာ။နောက်ပိုင်းမှာတော့ပိုင်ရှင်ကဒီသက်ယုံကိုပိတ်လိုက်ခဲ့ပြီးတခြားနေရာမှာသက်ယုံအသည့်ဖွင့်ခဲ့တယ်။အကြောက်လည်းမသိဘူး။တရေကသက်ယုံအသည့်ရှိတဲ့နေရာအထီတော့လိုက်လာခဲ့တယ်တဲ့။ဒါသက်ယုံပိုင်ရှင်အမျိုးသားပြောပြတာ။ပိုင်ရှင်ရဲ့ဇနီးပြောပြတာကဖုံးကြီးเจ้าမှာကုတူသွားလို့တော့ကဖုံးကြီးတွေတီလာ ရှင်တွေကအနောက်မှာယောက်ျားတွေလိုက်လာတာတွေ့ရတယ်မြင်နေရတယ်လို့ပြောပြပါတယ်ရှင်အဲ့တော့ပါရှင်ရဲ့ဇနီးကလည်း ူအနောက်ကိုလဲကြည့်တော့ဘာမှမတွေ့ရပါဘူးရှေ့ဒါပေမဲ့ဖုန်းကြီးတွေတိလာရှင်တွေဟာအနောက်ကလိုက်လာတဲ့သူတွေကိုမြင်တွေ့နေရတယ်။ဒီနောက်ပိုင်းမှာတော့ပိုင်ရှင်ဟာသူ့ရဲ့စိတ်ယုံကြည်ကိုရောင်းခဲ့ပါတယ်ရှေ့။ကြုံညာတွေ့လို့စိတ်ဝင်စားလို့လာကြည့်တဲ့သူတွေကသူ့စိတ်ယုံနဲ့ဝင်လိုက်တာနဲ့အနောက်ကနေတယောက်ယောက်လိုက်လာတယ်လို့မျိုးပဲတဲ့ရှေ့။ဒါကဝယ်ဖို့လာကြည့်တဲ့သူတွေကပြန်ပြောပြခဲ့တာ။ပထမအခေါလာကြည့်သူတွေကလည်းနောက်တစ်ခေါက်မလာတော့ပါဘူးရှေ့။နောက်တစ်ခုကစိတ်ယုံနဲ့မှအရင်တို့ကစိတ်ယုံတုံးပစ္စည်းအဟောင်းတွေရှိတယ်မလား။ ောက်ကလည်းမရှိစက်ရုံကလည်းပိတ်ထားရတယ်ဆိုတော့အထဲမှာကျန်နေတဲ့ပစ္စည်းတွေကအသုံးဝင်သေးတော့လိုချင်တဲ့သူတွေအတွက်ကတော့အကြိုက်ပေါ်ရှင်အဲ့တော့ညတညမှာစက်ရုံအဟောင်းတွေကိုတခိုးကဝင်ခိုးပါတယ်ရှင်သူ့ရဲ့အနောက်ကထောက်တန်းအပေါ်ကနေတရေအပြိုမကမျက်လုံးစိမ့်စိမ့်ကြီးတွေနဲ့ဟေးငါရဲ့ပစ္စည်းတွေကိုမထိနဲ့တော့လို့ပြောတော့တခိုးလည်းကြောက်ပြီးတော့ထွက်ပြေးပါတော့တယ်ရှင်ဘာပစ္စည်းမှမယူခင်ပါဘူးဘာဟာစက်ရုံနဲ့ဝင်ကြည့်ပြီးတော့ပိုင်ရှိရဲ့အိမ်ကိုလည်းသွားစစ်ဆေးတယ်ခါမိုးရဲ့အမိုး ဝဝိုင်းကြီးကပုံမှန်မဟုတ်ဘူးလို့ပြောပြပါတယ်ရှင်။နောက်ဆရာမောပါပါရှိရဲ့တမီဖြစ်သူကိုပရိတ်ကြိုးချီလိုက်တဲ့ပထမနေ့သုံးပြီးတရေအနေထားကိုစစ်တယ်။စစ်ပြီးတော့ဘလို့ခံစားရလဲမေးတော့ခြေပြားတွေအေးနေတယ်လို့ဖြစ်ပါတယ်ရှင်။ဒါဆိုတရေရှိနေသေးတယ်။စက်ရုံထဲမှာရှိနေတဲ့တရေကိစ္စကတရက်ထဲပြီးမှမဟုတ်ဘူးတဲ့ရှင်။သူပြောတဲ့အတိုင်းလုပ်ပေးမှရမယ်။ဒါမဲ့ဥပုံနေကြရဲ့မောပါထပ်လာပြီးလုပ်ပေးရအောင်မယ်လို့သိရပါတယ်။